တော့ကထိန်ရေးစားမဲ့အလူမာကြီးတွေကထိန်ပွဲအလှလိုက်စားမဲ့ပြူပြူမင်းလေးရဲ့အတွက်ပွေးလီမှာစစ်တီချက်ပြားနဲ့မြင်းသူကငေးကြည့်သွားစင်မဲ့ရွှေတဲ့ဒီဇိုင်းစုံနဲ့ဒီနေ့မှာတော့မင်းမင်းကမိတ်ဆက်ပေးသားမှာပဲဖြစ်ပါတယ်။ ကချင်လူတော်မှာမြမရော်ရဆင်လာကိုဂုံယူစားနဲ့ကိုစားပြုမယ်ရွှေချုံပွားလေးပဲဖြစ်ပါတယ်ရှင်။ဘီရှိချုံပွားလေးကိုဝစ်ဆင်လိုက်မယ်ဆိုလို့ရှိရင်ကထင်ပွဲကင်းထဲမှာကိုရောင်ဟိုကတစ်ဖြက်ဖြက်တလက်လက်နဲ့ဝင်းထိန်ပြီးတော့လူများထဲမှာထင်ပေါ်နေမယ်ရွှေချုံပွားလေးပဲဖြစ်ပါတယ်ရှင်။ကထင်ပွဲကင်းထဲမှာပဲလာမှာမဟုတ်ဘူးတော့မမတို့ကထင်ပွဲကြီးပြီးသွားပြီဆိုတာနဲ့ပြီးခဲ့တဲ့ကထင်ပွဲထဲမှာရှင်ချုံထားခဲ့တဲ့ပွားလေးကလှမ်းလိုက်တာလှမ်းလိုက်တာဘယ်ကနေဝဲတာလဲဆိုပြီးတော့ပျော်စမတ်တွင်းနေစေမယ်။နိုင်ငံကျော်ဆွဲတဲ့ရေကိုပိုင်စိတ်ယုံကနေထုတ်ထားရတဲ့ရွှေချုံပွားလေးပဲဖြစ်ပါတယ်ရှင်။ဒီရွှေချုံပွားလေးတွေကိုသာမင်းညာစင်တို့ဝစ်ဆင်မယ် ည်းဖြစ်ဖြစ်မိမနှောက်စင်တူဝစ်စင်လည်းဖြစ်ဖြစ်ကိုစိုက်နေတဲ့တဲ့ပုံစံလေးကိုမမီတို့နိုင်ငံကျော်ဆွဲတက်ရဲ့ကိုပိုင်စိတ်ယုံနေမှာစိတ်စိုက်អော်ရအလိုရပါတယ်ရှင်နောက်ထပ်ကထိန်ပွဲလင်မှာနန်းဆက်စွာလှပနိုင်စေဖို့ပရဲ့ဒီဇိုင်းစုံနဲ့မိတ်ဆက်ပြီးတော့မှာပါရှင် မမေဝင့်ထားတဲ့တစ်ဆက်လေးဆိုရင် Academy ဖွဲ့ဖွဲ့ဝေခဲ့တဲ့တစ်ဆက်လေးပဲဖြစ်ပါတယ်ရှင်။လုံးဝကိုလှတော်လေးပါပဲเนาะ။ဒီလိုဘရက်ကြီးတွေရွှေကြီးတွေဝတ်ပြီးတော့ပုံတုံးသွားမှကြောက်တဲ့သူတွေအတွက်တော့မမေကဒီဖွဲ့ဖွဲ့တစ်ဆက်လေးကိုရွေးချယ်ဖို့အကြံပေးပါသေးရှင်။နောက်ထပ် main video ကပေါ့နော်အဝိစားပေါ်မူတီဗီမှာရုပ်ရည်အသင်းကြီးကပြောင်းလဲတာမဟုတ်ပါဘူးရှင်။ကိုဝိခဲတဲ့လဝိယနာပေါ်မူတီပြီးတော့မျက်နှာအနေထားအလှပတွေပြောင်းလဲသွားနိုင်နေဆိုတာမင်းမင်းကဒီနေ့မှသက်သေပြတ်သွားမှာပါနော်။